ကောင်လေးတယောက်ရဲ့အိတ်ထောင်ထဲမှာတရားရန်ကလေးမြင်နေအချောင်ရမလားလို့သွားနှက်တယ်။ဟဲ့ကောင်လေးမင်းနဲ့ငါနဲ့အမေးဖြေလို့ရမင်းမေးတာကိုငါမဖြေနိုင်မင်းကို200ပေးမယ်။ငါမေးတာကိုမင်းကမဖြေနိုင်ငါ့ကို100ပဲပေးတော့ကလေးကပြန်ပြောပါမလုချင်ပါဘူးဦးလေးရဦးလေးရလူကြီးကျွန်တော်ကကလေးကျွန်တော်ရှုံးမှာပေါ့မရှုံးမှာဘူးကွမင်းရှုံးရင်100ပဲ ပေးရမှာငါရှုံးရင်200တောင်ပေးရမှာလုတ်ပါကွာအတင်းညီခိုင်းနေကလေးကညင်းလို့မရနောက်ဆုံးပိတ်ကြကဲဒါဆိုရင်လည်းကျွန်တော်အရင်မဲမယ်ဦးလေးကအေးပါမဲပါကွာတလိဆန်တကောင်ရှိတယ်ဦးလေးခြေတော့က3ချောင်းပါတယ်ဟိုလူနည်းနည်းကောင်းစားသွားတယ်2ချောင်းလည်းမဟုတ်4ချောင်းလည်းမဟုတ်ဘာကောင်းပါလိမ့်ကောင်းလေးကဆက်ပြောတယ်ဂျိုကလည်း3ချောင်း ပိုဆိုးနေဖိုးကလည်း3ခုအမီးကလည်း3ချောင်းအဲ့ဒါဘာကောင်လဲဦးလေးပြောတော့ဟာဘုလူဒုက္ခရောက်အမျိုးမျိုးလှက်ပတ်တွေးစဉ်းစားဘယ်လိုမှစဉ်းစားလို့မရတော်လေးကြာသွားတော့ကောင်လေးကဦးလေးပြောလေရော့မသိဘူးကွာယူတော့သူစကားနဲ့သူဆောင်ကြီးအောင်ကြီး200ထုတ်ပေးကောင်လေးကပြောတယ် ။ဦးလေးမေးလိုက်မေးတော့။ဟိုလူကအခုနကောင်လေးပြောတဲ့ကောင်မကျင်နဲ့ဘူး။သိကျင်တယ်။အဲ့ပိုသုံးခုဂျိုသုံးချောင်းခြေသုံးချောင်းမီးသုံး။ဟဲ့တပြန်မမေးဘူးပါလေ။အခုနမင်းပြောတဲ့ကောင်ပြန်မေးမယ်။အဲ့ဒါဘာကောင်လဲမင်းပြော။ကောင်လေးကအိတ်ထောင်နဲ့တရားရနိုင်။ယောကျွန်တော်လည်းမသိပါဘူး။ကလေးမသိရင်တရားလေး လူကြီးမသိတော့200ကလေးသွားနှစ်တက်ကောင်100ရှုံးတော့ကြောင့်မလို့လောကမှာဘာလို့မထင်မသေးပါနဲ့ကျွန်တော်မိတ်ဆွေတယောက်ပတ်စံတက်နိုင်တယ်သိတယ်နှစ်ဖြင်က10နိုင်လာခဲ့ဘိုးတော်ကချိန်ထားတယ်သွားတယ်သွားတဲ့ခါကျတော့တင်းနေ3 4 5 6 9 10ဇဘောမှာကဏ္ဍကိုလုံးရေးထားတယ်ကဲကိုမြင့် ဲ့ဒီကနန်းကိုလုံးเนี่ยခမားကြိုက်တဲ့ကနန်းကိုရွေးလိုက်နေုံနေမရွေးခင်ခမားကိုပညာပြဆက်ဆက်ကလေးတွေယူလိုက်ယူလိုက်ပြီးတော့ဘုရောကရေးတယ်စာလေးရေးတယ်ရေးပြီးတော့ခမားရွေးမဲ့ကနန်းကိုကျွန်တော်ကျူရေးထားမယ်ရေးထားမယ်ရေးပြီးပြီရှေ့ ူစပွဲအန်ဇွဲတဲ့ရှိအန်ဇွဲတဲ့ကိုထက်လိုက်ကဲကိုလူရွေးတော့ဟိုလူကကိုကနန်းကိုထောက်တယ်ဘိုးတော်ကပြုံးပြုံးပြီးတော့ကြော့ကြည့်တော့ပေးလိုက်ကိုမြင့်ကိုကနန်းကိုရွေးလိုက်မိဟုကြိုတင်ဟောကိန်းထုတ်ထားသည်ဟာဟိုလူကြည့်ချက်ကိုအားပေးမရေခင်ကလေးကသူကြိုရွေးထားတာ ိုကောင်ဘာယူရမှန်းတော့မသိသေးဘူးမသိသေးဘူးအဲ့တော့ကိုလူကပြောတယ်ကောင်းလားကောင်းလားဘိုးတော့မကောင်းဘူးဒုက္ခရောက်မယ်ဂိတ်မယ်စိတ်မကောင်းဘူးအဲ့ဒီမှာဓာတ်ရိုက်ဓာတ်ဆင်းနေခိုင်းတော့တာပဲငါးကောင်းကုန်သွားပါလေတကယ်ကတော့အဲ့ဒီအန်ဇွဲထဲမှာကိုမြင့်တိကနန်းကိုရွေးလိမ့်မည်ဟုโจတီဟောကိန်းထုတ်ထားသည် အဲ့ဒီစာရွက်ရှိတယ်နှစ်ကနန်းကိုရွေးလိုက်ပြီသုံးကနန်းကိုရွေးလိုက်ပြီအိုးကိုမျိုးစလုံးရေးထားတာဘယ်ဟာရွေးရွေးအခုနထဲ့တာကောင်းမဟုတ်ဘူးသူအစင်းသိရှိပြီးသားတက်ကနေကိုတီသူရွေးတဲ့ကောင်းကိုကောက်ထုတ်ပေးတာပဲလိန်ညာနီးတယ်ပါပဲ